အခုအော်တိုဘာ28ကနေလာမယ့်ဒီဇင်ဘာ6ရက်နေ့အထိကောဇာအင်ဂါဂျိုဟာသူပိုင်ဆိုင်တဲ့ပြိဿာယာတီခွင်မှာယက်တီနေမှာဖြစ်ပါတယ်။ကောဇာအင်ဂါဂျိုပြိဿာယာတီမှာယက်တီနေမဲ့တလခွဲနီးပါးအတွင်းဘာတွေဖြစ်လာနိုင်တယ်လဲ၊ဘသူတွေဂယူဆိုင်တင်တယ်လဲဆိုတာဗေဒင်တုဒအဖြစ်တင်ပြလိုက်ပါတယ်။ နက်ခတ်ပေတဲ့အရာရန်အတိုက်ခံတွေဒေါသနဲ့တွေးထွက်တန်ယူတွေကိုဖော်ညွှန်းတဲ့အင်္ကာကျိုးဟာသူပိုင်ဆိုင်တဲ့ပြိဿာရသည်မှာရက်တီလာတဲ့အတွက်မွေးရက်မွေးချိန်အတိအကျနဲ့ဇာတာဖွဲ့ထားသူဆိုရင်ပြိဿာလက်ကုံလက်ပိတ်တလက်မေထုံလက်သမားတွေနဲ့အဲ့ဒီရသည်ခွင်တွေမှာဆန်းလို့ခေါ်တဲ့တနင်္လာကျိုးကိုစားပြုနှစ်ကနန်းတည်ရှိနေသူတွေဟာအင်္ကာကျိုးရဲ့စီးနှင်းမြင်ရှင်မှုကိုခံစားရတော့မှာဖြစ်ပါတယ်။အဲ့ဒီလက်ဆန်းသမားတွေဟာ အောက်တိုဘာ28ကနေလာမယ့်ဒီဇင်ဘာ6ရက်နေ့အတွင်းမကြာခဏဆိုသလိုဒေါသထွက်เสียရများလာမယ့်ထစ်ခနဲရှိစကားများရန်ဖြစ်ပြီးလက်ပါချေပါရဖြစ်လာမယ်ကိုကိုအတိုက်ခံလို့သူရန်ရှာသူတွေနဲ့ထိတ်တိုက်ရင်ဆိုင်ရတတ်တဲ့ရုတ်တရက်ထိခိုက်တံရရတာတွေးထွက်တံယူဖြစ်တာတွေကြုံရတတ်ပြီးခေါ်ယူစစ်ဆေးမြင်းမြန်းခံရတာပဋိပက္ခအမှုခင်းတွေဖြစ်တာဆရတဲ့မကောင်းတဲ့အခြေအနေတွေနဲ့ရင်ဆိုင်တိုးရတတ်ပါတယ် ဒါကတော့လက်နဲ့ဆန်းကဒိဋ္ဌာပိဋ္တမိထုံတဲ့ကုံရတီတွေမှာယက်တီနေသူတွေအတွက်တတိပေးချက်ဖြစ်ပါတယ်။ထက်မှန်အတိပေးချင်တာကဒီဟောကိန်းဟာအများသိကြတဲ့ယာတီဖွာဟုတ်ကွက်မျိုးမဟုတ်ပဲမွေးချိန်မွေးရဲ့အတိအကျနဲ့ဇာတာဖွဲ့ထားသူတွေအတွက်သာဖြစ်ပါတယ်။ဒါပေမဲ့မွေးချိန်မသိတဲ့သူတွေအဖို့မိမိတို့နာမည်အစစလုံးကကိုမတ်မှာဖော်ပြထားတဲ့အခရာတွေဖြစ်နေရင်တော့ဖော်ပြပါတလောက်ကွဲနှီးပါမှာမိမိတို့ကျမ်းမာရေးနဲ့အတူအသွာလာအနေထိုင်ကိုတတိပြုဖို့မှာချင်ပါတယ်။